လုံးမင်္ဂလာပါရှင်။ကျွန်တော်ကျန်းကျန်းခံနိုင်မှုစွမ်းရည်ဆိုတဲ့ resilient အကြောင်းလေးကိုဆွေးနွေးပြနေခြင်းဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကိုကျွန်တော်တို့ကျန်းကျန်းခံနိုင်မှုစွမ်းရည်တွေနဲ့ဖြေရှင်းရမယ်။အကျော်လွားကြမယ်ဆိုတဲ့အကြောင်းလေးတွေကိုဆွေးနွေးပြရင်းနဲ့ယနေ့မှလည်းပဲပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့ထူးဆွေးနွေးပြလို့တဲ့အကြောင်းအရာလေးတွေကဒီမှာဆိုရင်ကလေးလေးပေါ့နော်။ကလေးလေးတယောက်သူဟာကျွန်တော်တို့ဒီမှာဆိုရင်သူကတကယ်ကိုပဲ အဲသူပေါ့နော်ဟဲ့တခြားမာတွေရောတခြား language သုံးလေးမျိုးကိုလည်းသူတက်တယ်ပေါ့နော်သူကအင်တန်ကိုတော်တယ်နောက်တခါသူကအဲ top grade တွေသူရရှိရပေါ့နော်သူတကယ်ကို အတန်းထဲမှာလည်းထူးချွန်နေအဲတင်ချာမှာလည်းသူတော်တယ်နောက်တခါဟိုဘာသာစကားတွေကိုလည်းနှမျိုးသုံးမျိုးသူတက်တယ်အတန်းထဲမှာလည်းသူတကယ်ကိုအစင်ကောင်းကောင်းနေသူရတယ်ပေါ့နော်ဒါဆိုရင်ဒါပေမဲ့လို့တဲ့သူဟာတဲ့ မင်းစ်တဲအီမိုရှင်သူတို့ရဲ့သူ့မှာခံစားနေတဲ့စိတ်ခံစားချက်တွေအဲကွန်ဖလစ်တွေကွန်ဖလစ်တွေကိုသူအဲဘောနောမဖြစ်ရှင်းနိုင်ဘူးဗောသူရဲ့ဒီပြိပက္ခတွေသူရဲ့စိတ်ခံစားစိတ်လုရှားခံစားမှုတွေပြိပက္ခတွေကိုသူမဖြစ်ရှင်းနိုင်ဘူးဆိုရင်တဲ့သူ့မှာရှိနေတဲ့ဟိုခံစားချက်တွေကိုလည်းမထိန်းချုပ်နိုင်ဘူးဗောနောဒါဆိုရင်တဲ့ဘယ်ဟာတွေပဲသူ့မှာကျန်တဲ့အကြောင်းအရာတွေတော်နေသည်ဖြစ်စီ သူ့ရဲ့ဘဝမှာကြာလို့ရှိရင်ဒါဟာတော့ really going to matter ဖြစ်သွားမှာပါအဲ့တော့ကြာတော့ကျွန်တော်တို့ကလေးတွေကိုဒီလိုမျိုးမဖြစ်啊ပြီးချင်းပြကြရမှာဒါကြောင့်ကလေးတယောက်ဟာအစင့်မြင့်တင်ချာရည်လဲတွေ့နိုင်နေဘာသာစကားတွေလဲသုံးလေးမျိုးလောက်ပြောနိုင်နေနောက်တကအမှတ်ကောင်းကောင်းတွေလဲရနိုင်တော်လဲပဲသူတို့ရဲ့စိတ်ခံစားချက်တွေကိုမထိန်းချုပ်နိုင်ဘူး ပြိပက္ခတွေကိုမပြည့်ရှင်းနိုင်ဘူးစိတ်ဖိစီးမှုတွေကိုမကန်တွယ်နိုင်ဘူးဆိုရင်တဲ့တခြားကျွမ်းကျင်မှုတွေအားလုံးဟာ အမှန်တကယ်အရေးမပါတော့ပါဘူးတဲ့အဲ့တော့ကြတော့ကျမတို့ရဲ့လူမှုနယ်ပယ်တွေမှာလည်းဒါမျိုးတွေတွေ့နေရမယ်တအားထူးချွန်ထက်မြက်တာပဲတော်တယ်အဆအဆရရတော်တယ်တော်ပေမဲ့လို့ တခြားကုဖြည့်ရှင်းရမယ်ပေါ့နော်မိမိရဲ့စိတ်ခံစားချက်ကိုကြလည်းမထိန်ချုံနိုင်ဘူးပြိပက္ခတွေကိုလည်းမှန်မှန်ကန်ကန်တော်တော်တဲ့တဲ့မဖြည့်ရှင်းတတ်ဘူးကိုစိတ်လုံရှားခံစားတာကိုလည်းမပေါ့နော်ဟိုတကယ်ကိုအမှန်တရားအမှန်တရားဘက်ကိုရအောင်မပြောင်းလဲနိုင်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ဖြည့်စည်းမှုကိုမကင်တွယ်နိုင်ဘူးလို့ဆိုလိုတာပေါ့ရှင် ဒါဆိုရင်ရှေ့မှာတော့အရန်တော်တာပဲအစီမြင့်တင်ချာရီတောင်တွေ့နိုင်တယ်တကယ်ကိုဘာသာစကားတွေကိုလည်း၃မျိုးလောက်ပြောနိုင်တယ်အမှတ်ကောင်းကောင်းတွေလည်းအတန်းထဲမှာရနေတော့လဲပဲကိုယ့်ရဲ့ခံစားချက်ကိုမထင်းကျုံနိုင်တာတွေပြိပက္ခတွေကိုမဖြည့်ရှင်းနိုင်တာတွေ ကျွေးကြုံလာရတဲ့ပြဿနာခက်ခဲတွေကိုဖြေရှင်းကျော်လွှားနိုင်တဲ့အရည်ချင်းတွေဟာမရှိတာတွေပေါ့နော်စိတ်ပိစီးမှုတွေကိုမကင်တွယ်နိုင်မှုဆိုရင်တဲ့တခြားကျွမ်းကျင်တဲ့အရာအလုံးဟာအမှန်တကယ်အရေးပါတော့မှာမဟုတ်ပါဘူးတဲ့ဒါဆိုရင်ကလေးတွေကို အတန်းထဲမှာအမှတ်ကောင်းကောင်းနေရဖို့ဂရေကောင်းကောင်းနေရနေဖို့စာတော်ထူးချွန်ထက်မြက်နေဖို့ဘာသာစကားတွေမျိုးမျိုးတက်မြောက်ဖို့ကိုအရေးပေးမလား သူ့ဘဝတလျှောက်လုံးအတွက်တကယ်ကိုပဲမဖြစ်မဖြစ်လိုအပ်နေတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ဆိုတဲ့ resilient ဆိုတဲ့စွမ်းရည်တွေဖွံ့ဖြိုးအောင်လေ့ကျင့်ပေးမလားလေ့ကျင့်ပေးခြင်းနဲ့တဲ့ပေါ့နော်လေ့ကျင့်ပေးရင်းနဲ့မှခုနတန်ကျွမ်းကျင်ရမယ်ဘာသာစကားတွေထူးချွတ်ထမြက်မှုတွေကတွဲပြီးတော့ပေါ့နော်ဒါ ကလေ့ကျင့်ပေးကြရမယ်အဲ့တော့ကလေးတွေကို စာရီတင်ကြားရင်းနဲ့ပေါ့နော်ဒီလိုမျိုးသူတို့ကရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်လာနိုင်အောင်ပြိပက္ခတွေကိုပြဿနာတွေကိုဖြေရှင်းတတ်အောင်မိမိရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးရင်းနဲ့ အဲ့ကူတင် जा ရမယ်ရည်ရွယ်ချက်ပေါင်းမြအောင်တင်ကန်းစာတွေကိုဆက်လက်ပြီးတော့တင် जा စီခြင်းဟာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေကိုရရှိလာစေတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီထဲမှာဒီကလေးလေးဆိုရင်အရာတော်တယ်စာလဲတော်တယ်တင်ချာတွေလည်းအင်မတန်ထူးကျွန်းထက်မြက်တဲ့ဘာသာစကားတွေလည်းနှမျိုးသုံးမျိုးလောက်တက်နေတယ်เออအကောင်းကြီးကြီးပဲသူဒါဆိုရင် ကျွန်တော်တို့ကလေးတွေကဒီလိုအချင်းမျိုးလေးရှိနေပြီးတော့ သူ့ရဲ့စိတ်ခံစားချက်တခုခုခံစားပြီဆိုရင်ထိ ंच ုံနိုင်မှုမရှိတော့ဘူးဆိုရင်ဗျံပရာတွေဖြစ်သွားမယ်ပြိပက္ခတွေမဖြစ်ရှင်းနိုင်မှုဆိုသူ့မှာတကယ်ကိုပဲစိတ်တကယ်ကို stress တွေအများကြီးရသွားမယ်နောက်တကစိတ်ဖိစီးမှုကိုမကင်တွယ်နိုင်မှုဆိုရင်အဲကြမ်းကြမ်းခံနိုင်မှုစွမ်းရည်တွေကရော့ကျသွားမယ်အဲ့အာမျိုးတွေမဖြစ်အောင်ကလေးတွေကို ဒီလိုရှေ့မှာကလေးอ่ะပေါ့เนาะစိတ်ခံစားမှုကိုထိန်းချုပ်တတ်ရမယ် self control ကိုကိုကိုထိန်းချုပ်နိုင်တဲ့အခြေချင်းတွေရှိရမယ်အဲ problem solving ဆိုတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့အခြေသွေးတွေရှိရမယ် self management management ဆိုတဲ့ပေါ့เนาะ stress level ကို management တိမှန်ခံခွဲနိုင်တဲ့သူတွေဖြစ်အောင်လေ့ကျင့်ပေးကြရမယ်အဲ့လိုမျိုးလေ့ကျင့်ပေးမှသာတခြားကျွမ်းကျင်မှုတွေရာလဲအရေး ပါလာမယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေကိုရရှိလာစေမှာဖြစ်ပါတယ်ဒီစာသားလေးရဲ့ဆိုလူချက်ဟာဆိုရင်အဲ့တော့ကျွန်တော်တို့ကလေးတွေကိုစိတ်ထင်းကျုံနိုင်ရမယ်ပြိပက္ခတွေကိုဖြည့်ရှင်းနိုင်ရမယ်စိတ်ပြည့်စည်မှုတွေကိုကင်တယ်နိုင်ရမယ်ဒါမှသာသူ့ရဲ့ကျွမ်းကျင်မှုတွေဟာတကယ်ကိုကောင်းမွန်တဲ့ကျွမ်းကျင်မှုတွေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်ရှင် အဲ့တော့ကြတော့ဘာတွေလှုပ်ဆောင်ရမလို့ဆိုရင်မိမိရဲ့ခံစားချက်ကိုမျှဝေခြင်းတွေလှုပ်ဆောင်တတ်တဲ့လေးထားလေးတွေရှိရမယ်မိမိကိုယ်ကိုသိရမယ်မိမိဘာလုံးနိုင်တာတော့ဘာကိုမလုံးနိုင်မှုတော့သိရမယ်မိမိမှာရှိနေတဲ့အရည်အသွေးတွေကိုသိရမယ်အဲ့ဒါမှသာလှုပ်ဆောင်တဲ့အခါမှာပုံမကောင်းမွန်တဲ့ရလက်ကိုရစေတယ်ဒါကြောင့်မိမိခံစားချက်တွေကိုမျှဝေပေးရမယ်မိမိကိုယ်ကိုသိရမယ်အဲဆိုင်မိမိကိုယ်ကိုသိတယ်မိမိမှာဘလို့ရင်းချင်းနေရှိတယ်ဆိုတာကို သိရှိမှုဆိုတဲ့စွမ်းရည်တွေရှိပါအားပေးရမယ်ဆောင်ရွက်ပေးရမယ်အဲ့အမျိုးကတစ်ချက်ရဲ့နောက်တစ်ခုမိမိရဲ့ခံစားချက်တွေကိုရှင်းလင်းစွာပြောပြနိုင်မှုလေအာယုံဆိုင်ရမယ်မိမိမှာဖြစ်နေတဲ့ခံစားချက်ကိုမပြောဘဲနဲ့မြုံမထားဘူးရှင်းရှင်းလင်းလင်းနဲ့ပြောပြတတ်အောင်အာယုံဆိုင်စေရမယ်နောက်တစ်ခါ toxic stress ဆိုတဲ့ပေါ့နော်တကယ်ကိုပျက်စီးစေတဲ့အန္တရာယ်ရှိတဲ့စိတ်ပိစီးမှုတွေအဖြစ်အပျက်တွေကိုလည်းသိအောင်လုပ်ထားရမယ် တိမာတာဒါတွေကိုကျမတို့တို့ဘယ်လိုနည်းလမ်းနေနဲ့သူ့ကိုပြန်ပြီးတော့ treatment နေပေးမလို့ပေါ့နော်ပြန်လေကုစားမှုတွေလုံးဆောင်မလို့ဆိုတာဟာပြီလာမှာအဲ့တော့ toxic stress ဖြစ်နိုင်တဲ့အဖြစ်အပျက်တွေကိုလည်းသိအောင်လုပ်ထားမယ်အဲ့ဒီအဖြစ်အပျက်တွေမဖြစ်နဲ့ရင်မဆိုင်ရအောင်အဲသူတို့ကို လေ့ကျင့်ပေးထားကြရမယ်ကာကွယ်ပေးထားကြရမယ် toxic stress ဖြစ် တဲ့အခြေအနေတွေကျမရှေ့ပိုင်းမှာဆွေးနွေးထားခဲ့တဲ့မှာပါပြီးသားဖြစ်တဲ့ကလေးတွေကိုလစ်လူရှိအကြာကြီးလစ်လူရှုထားတာအိမ်တွင်ကြံပတ်မှုတွေဖြစ်တာမလျော်ညီတဲ့ပေါ်တော့ abuse လောက်ခံရတာတွေဒါမျိုးတွေမဖြစ်အောင်ကာကွယ်ပေးကြရမယ် toxic stress တွေမဖြစ်အောင်အဲအဖြစ်ပြက်တွေကဘလို့အခြေအနေမှာဖြစ်တယ်ဆိုတာလည်းသိအောင်လုပ်ပေးထားရမယ်အဲ ပီစီမှုနေတဲ့အချိန်တွေပါစိတ်ပီစီမှုနေတဲ့အချိန်တွေမှာတရားထက်လုပ်ငန်းလုပ်ဖို့အတွက်အချိန်သီးသန့်ဖယ်ထားရမယ်မိမိရဲ့ self ကိုကိုကိုပြန်လဲသုံးသပ်ဖို့အတွက်နိုင်ဖို့ပေါ့နော်စိတ်ပီစီမှုလည်းနေနေတဲ့အချိန်မျိုးမှာကိုတရားထက်အလုပ်လုပ်ဖို့ပေါ့နော်ကိုတရားထက်ပြန်လဲသီးသန့်အချိန်လေးနေဖို့ပေါ့နော်ဒါမျိုးတွေဖယ်ထားပေးရမယ်နောက်တစ်ခါနေ့စဉ်မှတ်တမ်းတွေဂျာနယ်တွေရေးဖို့တိုက်တွန်းပေးရမယ်အဲ့ဒါအကောင့်မှာလည်းကျွန်တော်အင်တန်ကောင်းတဲ့လေးထားလေးတွေနေ့စဉ်မှတ်တမ်းရေးတယ် အမျိုးလေးတွေကိုတိုက်တွန်းအားပေးရမယ်။ဒါတကူလက်ရှိအချိန်ကို လေးထားအာရုံစိုက်ရမယ်။တိုက်တွန်းအားပေးရမယ်။ဒီချက်ကလည်းရေးကြည့်ပါရစေ။ကျမတို့ခုလုံနေတဲ့အလုပ်ပေါ်မှာပဲအာယုံစားမယ်။ခုအချိန်ကိုပဲစိတ်ထဲမှာအလေးထားပြီးတော့အာယုံစိုက်ပြီးတော့လှုပ်ဆောင်မှုအတွက်တိုက်တွန်းအားပေးရမယ်။ဒါလေးတွေရေးကြည့်ရဲ။ခံစားချက်ကိုမျှဝေမယ်။ရှင်းလင်းစွာပြောဆိုရမယ်။ Toxic Stress တွေကိုသိရမယ်။တယောက်တည်းလုပ်ငန်းတွေရှိရမယ်။ အဲနေ့စဉ်မှတ်တမ်းတွေဂျာနယ်တွေရေးဖို့လိုတယ်လက်ရှိအချိန်ကိုပို့ပြီးတော့တံပိုးထားကြရမယ်အဲနောက်တစ်ခုကကြတော့ပေါ်လွင်အောင်ထုတ်ဖော်ပြသတတ်ရမယ်မိမိမှာလှုပ်ဆောင်လိုတာပဲဖြစ်ဖြစ်မိမိရဲ့ခံစားချက်ကိုပဲဖြစ်ဖြစ်မိမိရဲ့အတွေးအော်ပဲဖြစ်ဖြစ်ဒါလေးကိုစနစ်တကျနဲ့ပေါ်လွင်အောင် ဟဲဘောနော်ဒါရှင်းရှင်းလင်းလင်းဖြစ်အောင်ထုတ်ဖို့ပြတ်တက်တက်တဲ့အလေးထားလေးတွေလေ့ကျင့်ပေးရမယ်လူမှုအဖွဲ့အစည်းထဲမှာပါဝင်မှုရှိချောင်းကိုခန်းစားစေရမယ်တယောက်တည်းသီးသန့်နေခြင်းနဲ့ဘောနော်အချိန်တော်တော်များများကိုသီးသန့်နေခြင်းနဲ့လူမှုအဖွဲ့အစည်းတွေထဲမှာပါဝင်လှုပ်ဆောင်ခြင်းတွေဟဲပါဝင်ဆောင်ရွက်ခြင်းတွေဒါမျိုးတွေကိုလည်းလှုပ်ဆောင်ပေးစေရမယ်စံတမ်းမဲ့ချစ်တွေချမှတ်နိုင်ရမယ်ကိုကိုကိုရောဘောနော်မိမိကိုကိုစောင့်ရှောက်တတ်ဖို့အတွက် self care တွေလေ့ကျင့်ပေးရမယ်ကိုကိုကိုစံတမ်းမဲ့ချစ်တွေချမှတ်တတ်အောင်လေ့ကျင့်ပေးရမယ်ကိုကိုကို ယူဆိုင်တဲ့အောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါရဲ့ရှင်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ကလေးတွေကိုမိမိကိုယ်ကိုစောင့်ရှောက်တတ်ဖို့အတွက်အလေးအကျင့်တွေကိုပုံမှန်ပြုလုပ်ပေးရမယ်။ခုနကကျွန်တော်တို့နေ့စဉ်လုပ်ငန်းတွေကိုပုံမှန်လုံဆောင်စေခြင်းပုံမှန်လုံဆောင်ရမယ်လုံဆောင်စေခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်အဲ့ဒီကနေစဉ်ပုံမှန်လုပ်ငန်းတွေဟာကျမတို့ကလေးတွေဟာကို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 စောင့်ရှောက်တတ်တဲ့မိမိကိုကိုမိမိစောင့်ရှောက်တတ်တဲ့အလေးအကျင့်တွေကိုပုံမှန်ပြုလုပ်စေခြင်းဖြစ်တယ်အဲ့လိုပုံမှန် ပုံမှန်နေပြုလုပ်ခြင်းအပြင်လည်းတကယ်ကိုပဲအကျိုးကျေးဇူးအများကြီးကိုရရှိစေတယ်ပေါ့နော်။အဲနောက်တစ်ခါမိမိရဲ့စိတ်ဝင်စားမှုဝါသနာကိုလည်းပြုထောင်ပေးရမယ်။ဘာလို့ဝါသနာပါတော့အဲ့ဒါအရေးကြီးတယ်။မိမိဝါသနာမပါတဲ့အလုပ်ကိုလှုပ်ဆောင်နေရတာတဲ့ဝါသနာပါတဲ့အလုပ်ကိုလှုပ်ဆောင်ရတာပူပြီးတော့ပျော်ရွှင်စေတယ်။မိမိဝါသနာမပါတဲ့အလုပ်ကိုလည်းဘဝမှာလှုပ်တော့လှုပ်ရမှာလှုပ်တော့လှုပ်ရမယ်။လုံနိုင်တဲ့အရည်ချင်းလည်းရှိရမယ်။ ို့တော်ညာလေမိမိဝါဒနာပါတဲ့အလုပ်ကလေးကိုလုပ်ဖို့အခွင့်အလမ်းလဲကိုကိုတိုင်းရှားပွေဖော်ထုတ်နိုင်ရမယ်ရှားပွေလှူဆောင်ရမယ်အချိန်တစ်ခုယူပြီးတော့လုပ်ခွင့်ပေးရမယ်ပေါ့နော်ကလေးတွေကသူတို့စိတ်ပါဝင်စားမှုတွေရှိတယ်ဝါဒနာတွေရှိမယ်ဖော်ထုတ်ကံလိုတာပဲဖြစ်ဖြစ်အဲပေါ့နော်အဲဂီတာတစ်ခုခု ဒုတိယတစ်ခုခုကိုတိဆက်တိခတ်စေတာပဲဖြစ်ဖြစ်ဥမာမုန်းလှုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ဝါဒနာတွေကတယောက်နဲ့တယောက်မတူကြဘူးကိုအဲ့တော့မိမိဝါဒနာပါတဲ့အလုပ်ကလေးကိုလည်းလှုပ်ဆောင်ဖို့ပေါ့နော်လှုပ်ဆောင်တတ်တဲ့အလေးထားလေးဖြစ်အောင်ပြောထောင်ပေးကြမှာလည်းဖြစ်ပါရဲ့ရှင်အဲ့တော့ ကလေးတွေကိုကိုကိုတိုင်းကိုကိုကိုဂယူဆိုင်တတ်ဖို့အတွက်ပေါ့နော်မိမိရဲ့ mental health ဆိုတာရေးကြည့်ပါတယ်စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက်ဒီလိုမျိုးပေါ့နော်အတွေးတွေရှိရမယ်ဆောင်ရွက်ချက်တွေဖြည့်ရမယ်မိမိရဲ့ခံစားချက်တွေလှုပ်ဆောင်လိုတာတွေကို ဖော်ထုတ်ပြသတတ်ရမယ် နောက်တစ်ခါလူမှုဖွဲ့စည်းရေးထဲမှာပါဝင်လှုပ်ဆောင်ခွင့်နေပေးရမယ်။ဒါမျိုးတွေလည်းလိုအပ်တယ်။နောက်တစ်ခါကိုကိုကိုဂယုစိုက်တဲ့အောင်လေ့ကျင့်ပေးရမယ်။ဒီအလေးဒီကိုကိုကိုဂယုစိုက်ရမယ်အလေးချင်းတွေပေါ့ပုံမှန်ပေါ့နော်ကျွန်တော်တို့အဲမျက်နာတစ်တယ်သွားတိုက်တယ်ဒါမျိုးတွေပေါ့နော်ရေကိုပုံမှန်မြန်တောက်တယ်ဒါမျိုးတွေအားလည်းကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပုံမှန်လုပ်ပေးရမယ်လေ့ကျင့်ခန်းလေးရဖြစ်တယ်။အဲ့လိုနဲ့ပေါ့နော်စိတ်ကိုရဲ့အဲစိတ်မိမိတယောက်ချင်းစီမှာကလေးတစ်ဦးချင်းစီမှာလည်း ဘာသာနာပါတဲ့စိတ်ဝင်စားတဲ့အလုပ်တွေမတူညီကြဘူးတယောက်ချင်းစီမှာကွဲပြားခြားနားမှုရှိမယ်အဲ့တော့ကိုပါကိုစိတ်ဝင်စားတာတော့ကိုပါကိုဘာသာနာပါတာတော့မိမိပြုစုပြောထောင်ပေးနေတဲ့ကလေးလေးရဲ့ဘာသာနာပါတဲ့လုပ်ငန်းလေးတွေကဘလို့လုပ်ငန်းလေးတွေဥစ္စာကိုလေးလာသွေးပန်သုံးသက်ထားဖို့လိုတယ်အဲ့လိုမျိုးသူတို့စိတ်ပါဝင်စားတဲ့ ဝါဒနာပါရလုပ်ငန်းလေးတွေကိုလည်းလုပ်ခွင့်ပေးခြင်းအဖြစ်တော့ကျွန်တော်တို့ဒီကလေးတွေစိတ်ပိစည်းမှုတွေကရော့ကြလာမယ်စိတ်ပိစည်းမှုရော့ကြတာနဲ့အတူသူတို့တွေရဲ့ကြံ့ကြံ့ခံနိုင်မှုဆိုတဲ့ resilient power တွေကလည်းဖွံ့ဖြိုးတိုးတက်ခိုင်မာအားကောင်းလာစေမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်